ကလေး၃ယောက်ရတာတော့စိတ်ကောက်မပြေတဲ့အမျိုးသားတဦးနဲ့တဦးကြားကတော့ကဆဖြစ်ကနှစ်ပေါင်းများစွာစကားမပြောဘဲနေခဲ့ပေမဲ့တာသမီ၃ဦးအထိမွေးဖွားခဲ့တဲ့ဂျပန်နိုင်ငံကစုံတွဲအကြောင်းကိုသူသူကဖောက်သည်ချပေးသွားမှာဖြစ်ပါတယ်။ဂျပန်အမျိုးသားတဦးဟာသူ့ရဲ့ဇနီးဖြစ်သူကိုစိတ်ကောက်ပြီးနှစ်၂၀ကျော်လောက်စကားတစ်လုံးမှမပြောခဲ့ပေမဲ့တာသမီ၃ဦးထွန်းကအောင်စွမ်းဆောင်ခဲ့တာကတော့အံ့ဩသင့်စရာပါပဲရှင်။ အိုတိုခါတာယာမလို့ခေါ်တဲ့အမျိုးသားကသူ့ရဲ့ဇနီးဖြစ်သူယူမီဟာကလေးတွေကိုသာအလေးပေးကူးဆိုင်ပြီးသူ့ကိုလစ်လျူရှုထားလို့ခံစားရတာကြောင့်ဒေါသထွက်ကစိတ်ကောက်ခဲ့တာပါ ဒီလိုစိတ်ောက်ပြီးနောက်ပိုင်းမှာဇနီးတဲ့ကစကားပြောရအောင်မှခေါင်းကြီးပြနဲ့ခေါင်းခါပြရတွေသာပြုလုပ်ခဲ့တဲ့အတွက်သားသမီးတွေကစိတ်မကောင်းဖြစ်လာခဲ့ကြပြီးပြဿနာကိုဖြေရှင်းဖို့ TV ဟိုခိုင်းတို့ရုပ်သံဌာနကိုအကူအညီတောင်းခံခဲ့ရမှာရုပ်သံဌာနကအစီအစဉ်ပြုလုပ်ပြီးမိဘနှစ်ပါးပထမဆုံးချိန်တွေ့ခဲ့တဲ့ပန်းချံမှာပြန်လည်တွေ့ဆုံပေးခဲ့တာဖြစ်ပါတယ်။အခုလိုတွေ့ဆုံပြီးနောက်မှာအော်တိုခတာယာမကသူ့ရဲ့ဒေါသနဲ့မနာလိုစိတ်ကြောင့်နှစ်ပေါင်းများစွာစကားမပြောခဲ့ ဲ့တာဖြစ်တယ်လို့ဝန်ခံထားပါတယ်။ဒီအစီအစဉ်ကျေးဇူးနယ်ပဲလိ20ကြာအောင်သူ့အနာမှာရှိနေပေးခဲ့တဲ့အတွက်ဇနီးဖြစ်သူယူမီကိုကျေးဇူးတင်စကားပြောကြားခဲ့ရမှာနှစ်ဦးသားပြန်လည်သိမြင်သွားခဲ့ကြတာပါ။မိတ်ဆွေတို့ရောအိမ်ကမိမနဲ့ရံဖြစ်ကြရင်ဘယ်နည်းလောက်ကြာလဲဆိုတာပြောသားပေးကြပါအောင်နော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။